မင်္ဂလာပါရှင်ယခုဖပြမှာကတော့ဆိုင်းဆင်မကြီးဝင်ဝင်မြင်းနဲ့တို့ရှိရေးသားထားတယ်ဝုံမုံခြေတန်းဆိုတဲ့ဝတ္ထုစာအုပ်လေးကိုဖပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲခံစားနာဆင်ပေးကြပါအောင်ရှင်ဝုံမုံခြေတန်း အပိုင်းကိုပထမပိုင်းခုနကအလို့ရောက်ဖြစ်ရလားငါပြင်စကားတန်နေပဲကြားနေရတယ်ထင်တာပဲနိုးလာလိုက်တွတ်တွတ်တွတ်တန်ကြားလိုက်ပြန်အိပ်ပြောသွားလိုက်ငါတို့ညောင်မတွေ့ရကြားပြီးမဟုတ်လားဟဲ့စကားလက်ဆုံးပြောမကုန်ဖြစ်နေကြတာဗာလဲမိတော့အကူကြီးတောင်းတာရသွားလို့ချိန်နေနေရလားဘေးကလားဘာအကူကြီးမှမတောင်းပါသေးဘူးရာဇဝင်ကြီးတွေကိုဒုရှိရှိကြီးရှုပ်ပြီးထမ်းနေတော့ရှိသေးတယ်ဟဲ့ညတို့ရာဇဝင်ကဒီနေ့ပြီးအောင်မလား ပြီးပါတယ်။ကုညီတဲ့လူကုညီချင်လာအောင်နေတန်းပြုတ်နေရတာပဲ။ညသွေးနင်အဆောင်ရောက်ရင်ဘာမှလုပ်မနေအောင်တရားပဲပြီးရီမို့ချွတ်သွားလိုက်တော့။ညသာလည်းတခါနဲ့ထည့်ပေးလိုက်မယ်။ရေခဲတော့မနဲ့ကလေးကချိုးခဲ့ပြီးလို့မချိုးတော့ဘူးတဲ့။တော်ပါပြီ။ငါတို့ပြန်မယ်လေ။ညသာတွေဘာတွေလုပ်နေပါနဲ့။အာအကုန်ဆင်သင့်ရှိရယ်။နင်ချက်နေရမှာဆိုလို့ပြန်လဲမပြန်ရသေးပါဘူး။ဥမာငါတို့ကော်ဖီနဲ့ထားတယ်။နေချိုးပြင်ကော်ဖီပူပူလေးနဲ့လက်ဖက်ချင်ငန်းစားတော့ကလေးနဲ့မောင်းနဲ့နေလဲစားစားကြမယ်။တော်ရေချိုး ။အိုး၊စောင်းနှင်းကြီးမှဇွေရီချိုခိုင်းနေပြန်ပြီ။အားတစ်ခုဖြင့်မိတော့ပဲ။မြသွေးကမိတော့ကိုတရားခံရှာလျက်ရေချွေးရန်ပြင်ဆင်နေသည်။တကယ်တော့မြသွေးကရင်ကြိုက်သူဖြစ်သည်။မိတော့ကတက်သည်မို့စွတ်ခိုင်းရ၏။မဟုတ်လျင်ညနေဆောင်သူအဆောင်ပြန်ရလဲချိုးအောင်ပါပဲ။အတန်ပြန်ကြိုက်လာတော့မြသွေးပြိုကြီးကရေမိုးချိုးတနခါလိမ့်ပြီးအလားပြင်စေ။မိတော့ကနေလဲစားပြင်ဆင်ကြသည်။ငါတို့တောင်ရဒီလိုအမြင်နဲ့နေရရင်တိတ်ကောင်းပါပဲနော်။ နေရပါတယ်ငါဘကတော့အာမခံနေဟာမိတော့ရဲ့နေရပြောရတယ်ရှိသည်ပြောတယ်လေဘာဖြစ်လဲမိတော့ကိုမိတော့ပိုင်တာပဲနင်တို့ကငါနဲ့လာပေါင်းနေဖို့ကြိုးစားကြနင်ကိုနိုင်ကိုနည်းနည်းလေးမှစိတ်မညစ်ဘူးလားအမှန်တိုင်းပြောငါတို့ကိုကျေးဇူးတင်ပါတယ်သူငါပုံမှာတခြင်းအားကောင်းကြရတယ်အများကြီးရှိတယ်ဥပမာဆိုပါတော့အားလုံးကတားခဲ့တဲ့တင်းတင်းတို့တာပေတူးနဲ့ပတ်သက်ပြီးစွစွန်စွန်စွန်ငါပြောချင်တာလေးတွေပြောပြအောင်သူစစ်စင်ပေးခဲ့ဘူးလေသူနေက မေတော်ရဲ့မိဆွေရဲ့ကိုနိုင်ရဲ့မန္တလေးတောင်ပေါ်ရှိတပိတူရောမောင်ဟင်ကဆိုင်ကလေးစီတို့ရောက်ဖြစ်ခဲ့ကြသည်ကိုနိုင်ကတပိတူကိုပုံနာတင်နာတို့ဖျားဖို့အဖို့ခေါ်တယ်လို့မျိုးခေါ်ထုတ်သွားခဲ့သည်ကံအားလျော်စားပင်တင်းတင်းရောသူ့ယောက်ျားကိုပါဆုံဆုံညီညီတွေ့ခွင့်ရခဲ့သည်အလဲလာတို့မျိုးနဲ့စကားစားကြပြီးနောက်တပိပြင်းနဲ့တပိတူထံသို့စကားများအုံးလဲရသည်ကလေးဆိုတာအတုခုံးမြန်နဲ့တင်းတင်းရဲ့သူ့ပုံဝင်ချင်မှမြင်လာတွေ့တာကြတာအကောင်အထုယူတော့တာဥပမာ ူရှိမှညာပြောမြင်သူလိုက်ညာမှာပဲပစ္စည်းလေးဘာလေးလို့မသိအောင်ယူတာတွေ့ရင်လဲအကောင့်မှာပဲယူချင်ယူတတ်တယ်ဟုတ်ပါဟုတ်ပါဆရာမရဲ့တင်းတင်းအောင်ဆရာမကိုတတိပေးမလို့ဒါပေမဲ့ဆရာမကပို့ပြီးတိမှာပါလေဆိုပြီးမပြောပြတာအတန်းထဲမှာသူအတုခုံစရာကလေးများရှိနေသလားမှမသိတာတင်းတင်းတို့ငငယ်တို့ကများဆိုရင်အဖေတို့အမေတို့ကတိတ်စီကန်းကြည့်ရပဲသူရှိမှပုံညာပုံညာပြောမြင်လိန်ညာပြောမြင်အရှိုးတင်အောင်ရိုက်တာပဲဒီတော့စကားစုကြည့်အောင်မပြောရဘူးလိန်ညာမပြောရဘူးသူများပြစီခိုးဖို့ဆိုတာဝေးရော တင်းတင်းတို့မိပါရမြမောင်မသုံးယောက်ကိုအပိုးချိုးချနာနေအောင်ဆုံးမနိုင်ခဲ့တယ်။တင်းတင်းကမှဒီသားတယောက်နဲ့ဒုက္ခတွေရောက်လို့တွေးကြည့်ရင်ရင်နာရတဲ့ဆရာမကြီးတဲ့။ဒါပေတူဖေကလည်းခုခေတ်ကလေးတွေကတော့လိုက်မမီအောင်ပါပဲဆရာမကြီး။တက်သလားမမီနဲ့မွေးကလေးရမြပြောလိုက်တဲ့စကားတွေမောက်တာကြီးပဲ။အောင်မေသူ့အထင်မသေးနဲ့ဗျာ။ဘာလို့လဲစီမံကြံစီပြီးအပိုင်တွက်လိုက်တာ။မောက်တာပြောဖို့ကလည်းဝင်မလေးဘူး။ကျွန်တော်ဖြင့်ကြောက်ကြောက်လာတယ်။ကြရင်အဖေနဲ့အမေများရောင်းစားတော်မလားမသိဘူးတဲ့။ မိတော်နှင့်မိစုသည်မျက်လုံးချင်းဆိုင်လျက်ပြုံဖြစ်ကြသည်လူကြီးတွေတာမြင်ခဲ့သည့်အကြောင်းကိုလည်းနားလဲစွာဖြင့်တပြင်းရှာရသည်ရှင်တို့နှစ်ယောက်၏အကျင့်တွင်ဒီကလေးစီမှာပါလာတာဟုမိတော်ကမပြောရခဲ့ပြုံမထွက်ခဲ့ပါထိုနေ့ကအပြင်လမ်းမှာတိတ်ဆိတ်စွာလိုက်လာသောမိတော်ကိုကိုနိုင်ကကဲဆရာမကြီးကျင်းတ်ပြီလားဟု ပြုံးဆဆနဲ့ခနဲ့တလူလူဆလာနောက်တလူလူပြောသည်မိတော်ကဘယ်တော့မှမကျင်းတ်ဘူးဟုချက်ချင်းပြန်ပြောခဲ့သည် နှင်းစီပန်းဤဝန်မောင်သည်နှင်းစီပန်းပဲဖြစ်ပြီးစပယ်ပန်းဤဝန်မောင်ကလည်းစပယ်ပန်းပင်ဖြစ်ရပေလိမ့်မည်ပန်းတို့ဤဝိညာဉ်ပန်းတို့ဤမျိုးဆက်သည်ဝန်မောင်ပင်ဖြစ်သည်ထိုကိစ္စသည် အလွန်နူးညံ့တိမ်မွေလွန်၍ဘာနည်းမှတက်သည်ပြလို့မရနိုင်အောင်လဲနတ်နယ်ခက်ခဲနေလေသည်တရားရောက်လမ်းလျှောက်သွားလို့ခြေရကြံခဲ့ရင်တေးတော်ကြီးတော်နှုတ်တော်ကြံတော်အမျိုးမျိုးဝေဖန်နိုင်ပေလိမ့်မည် မြင်နိုင်သောအရာကိုမိတော်ဆဲဝင်စားနေသောကိစ္စက ခြေရာကိုတင်းတင်းရှားရှားမြင်ရတယ်လို့မျိုးမဟုတ်ခြေတံကိုနာဆွင့်ရတယ်လို့အသေးတဖိုးဖိုးရင်တထိတ်ထိတ်စိတ်မောရလေသည်မိတော်သည် စကားစမပြောနိုင်လောက်အောင်မင်းဆုံနေစာဖြင့်စကားလုံးများနေနေသည် ထိုဆုံစားမှုမှာမိတော်ရှုံနေခဲ့သည်ထိုအရှုံးကြောင့်မင်းတာပေတူးပေါ်မှာပူ၍တာဝန်ယူလို့စိတ်ပွားလာခဲ့ရ၏တာပေတူးကိုအကောင်းဆုံးဖြစ်အောင်ကူညီရန်သူ၏မိဘနှစ်ပါးကိုပင်အဖို့ဆက်၍မရနိုင်တော့မှန်းနားလေခဲ့ရသည် ကလေးသည်အသက်အရွယ်ကြီးရင်လာသည်နှင့်အမျှအတတ်ပညာပို၍စုံလာသည်အတုံးအစွဲပို၍ကြီးလာသည်ငငယ်တုန်းကလိုသူများတွေကိုလိုင်းမနောက်ရှက်လာတော့ပြီမဲ့အနီးမှာထိုင်နေသူကိုတော့တစ်ချိန်လုံးစားနောင်နေတတ်သည်ဒါပေမဲ့အတန်းကိစ္စလူမှုရေးကိစ္စတွေကိုခိုင်းရင်ပြည်ပြင်းစွာအလုံးလုံးသည်ဒါပေတို့အမိထမ်းမှသိရတဲ့သတင်းအရဆိုရင်အိမ်မှာထမင်းဟင်းချက်ခိုင်းရသည့်အထိအတုံးကြနေပြီနောက်ပြီးတာပေတူကသူ့ထံငယ်သောကလေးများပေါ်မှာကျင်နာတက်လာသည် ကျောင်းထဲမှာဝင်ယူမွေးသားသောခွေးကလေးတွေကိုလည်းမုံကျွေးထမင်းကျွေးနဲ့တနာတတ်သည့်စိတ်ကိုလည်းတွေ့မြင်ရသည်ဒါဗီဒူဤစိတ်ကရောနှောထွေပြားလာသည်အစိုးနှင့်အကောင်ကိုပြည်ပြင်းစွာခွင့်နိုင်ရန်မိတော့မှနီးမျိုးစုံနဲ့စူးစမ်းခဲ့ရသည်ကိုနိုင်ရဆာရမ်းဖတ်တဲ့ဟာဒါဗီဒူနဲ့ပတ်သက်လိုက်သူ့ပဲဆရာတင်ရတာများတယ်ဒါဗီဒူရဲ့ကောင်းတဲ့စိတ်နဲ့ဆိုးတဲ့စိတ်ကိုခွဲပြားနိုင်မှု သူအားပဲဖတ်မှုနဲ့စောင့်တည်တယ်ရနေပြီးမိတခုထုတ်ပေးခဲ့တယ်လူတယောက်မှရှိနေသောအပြုစိတ်နဲ့အပြတ်စိတ်ကိုသိမြင်စေလျက် အပြုစိတ်ကိုသာမြင်စေတတ်သောနည်းထိုနည်းဖြင့်တာပေတူကိုအများနှင့်အတူပူပေါင်းတတ်စေရန် ကိုယ်စိတ်ကိုထိန်ချုပ်နိုင်စေရန်စံသပ်ခဲ့ကြသည်အတန်းထဲမှာခါတိုင်းလိုခေါင်းဆောင်တယောက်ထဲထားသောစနစ်မဟုတ်တော့ဘဲအတန်းခေါင်းဆောင်သည် အတန်းတွင်ရှိသောမိသူမဆိုလုတ်ကိုင်းနိုင်ရသည်ချက်သက်တပတ်လုံးထိုသူကိုခေါင်းဆောင်လုပ်ပါမည်ထိုသူသည်အတန်းစီကံကြောင်းစီကံလိုက်နာသူဖြစ်ပြီးအတန်းသားများပေါ်တွင်တန်ရှင်ရေးလူမှုရေးတင်ကြားရေးမှအစဦးဆောင်ဦးရွယ်ပြုရမည် ထိုတပတ်လုံး၏အတန်းနှင့်ဆိုင်သောကိစ္စမင်းသမီးကိုအလဲကျသောခေါင်းဆောင်မှတာဝန်ရှိသည်ထိုအစီအစဉ်ကိုလုပ်နေကြအတန်းခေါင်းဆောင်ကလေးအားစာရွေးပြုလုပ်စေခဲ့သည်သူကလေး၏လုပ်ငန်းများကိုအတန်းသားများကမှတ်ထားရ၏ကောင်းနာရောဆိုရာရောပေါ်တပတ်ကုံဆုံးသည့်တောက်ကြနေညနေတွင်ဆ iam မရှိ၌ခေါင်းဆောင်ကလေးဆောင်ရွက်ခဲ့သောကောင်းသည့်ကိစ္စများကိုအတန်းသားများအားပြောစေခဲ့သည်ဆ iam မကတော့အတန်းခေါင်းဆောင်၏အားနည်းချက်ကလေးများကို မတိမတာထောက်ပြပြီးနောက်ကောင်ဆောင်မမစီရန်မိကောင်များဖြင့်အံပြပေးသည်ထို့အစည်းအဝေးသည်တာပေတူးအတွက်ဦးတည်ဆောင်ရွက်သည်ဖြစ်တော်လဲတိတိတသာကြီးမဖြစ်စေရာတာပေတူးကောင်ဆောင်လို့သည့်အခါတွင်အခက်အခဲမရှိစေရန်အလွန်တော်တော်ကလေး၃ယောက်ခန့်ကိုရှေ့ပိုင်းမှနမူနာလို့ပြစီခဲ့သည်တာပေတူးအတန်းကောင်ဆောင်လို့ရမည်အလဲတို့ရောက်တော့အခါတာပေတူးကတော့မသိထုံးနေကြောင်းတဲ့ချင်းစားသည်နဲ့မိတော့မှစိတ်တွေလှုပ်ရှားနေခဲ့သည်ထုံးနေကတာပေတူးသည်ကျောင်းသို့ဆော့ဆော့ရောက်လာသည် အတန်းထဲမှာရေဦးများကိုတာဝန်ကျသူကလေးများနဲ့ရေပြည့်ဖန်တန်းများကိုစစ်စစ်ရေးထားချက်တင်ပုံကြီးကိုလည်းပြောင်းနေအောင်ဖြတ်ထား၏ပထမကျောင်းတက်ခေါင်းလောင်းတန်းကြတဲ့နဲ့ခေကောင်တွေဖျားရှိကုန်မယ်ဖျားရှိကုန်စကားမပြောနဲ့တော့ဟုသူကတတိပေးနေလိုက်သေးသည်ခါတိုင်းဖျားရှိကုန်စင်စကားများတော့သူမှာအခြားတယောက်မဟုတ်တာပေသူသာဖြစ်သည်ကျောင်းတက်လို့စတဲ့ချိန်မှာလည်းငြိမ့်လို့လရေးတွေလည်းလှလို့တင်ချာတွေလည်းမှန်းလို့ကျက်စာတွေကိုလည်းသူများထက်အလင်းလာပြန်နိုင်၏ ဒါပေတူကိုအရေးတကြီးကြီးစောင့်နေသူကညနေခေါင်းလုံးတန်းကြမှတမချနိုင်သည်သူများတွေခေါင်းဆောင်လုံးလျင်ဘာမှထွေထွေထူးထူးမချီချူမိတော့လဲနောက်နေတွေမှာစိတ်ချစေခြင်းတော့ကြောင့်မိတော့မှမနေနိုင်မထိုင်နိုင်ချီချူမိသေးသည်ကဲမနေ့ကတာပေတူနဲ့ခနေ့တာပေတူတွေ့ကြသေးရဲ့လားဟိမိန်းကလေးတွေကတာပေတူကိုနေနောက်နေလေဒီတိုင်းမင်းနေနော်ဒီနေ့တနေ့လုံးနေသိမ့်လိမ်မှာပဲဟုပြောသည် နောက်နေနောက်နေနောက်နေတွေမှာနည်းနည်းပေါ်ချင်လာ၏မိတော့ဒီတပတ်မပြေခင်လွတ်ထွက်သွားမှာဆိုရင်လို့ရဲ့ ဘယ်သူမှမသိအောင်ဒါဘီတူကိုခေါ်ပြီးတိုးတိုးတိတ်တိတ်တတိပေးရသည်ဆရာမတစ်ပတ်ကလည်းကြားလိုက်တာတဲ့ဘာဖြစ်လို့လဲသားရဲ့ဒါအတန်းကောင်းဆောင်လို့ရတာတိတ်ကောင်းလို့ဆရာမအဖြစ်မင်းတော့ပဲအတန်းအတော်မလို့ဆရာမမရှိရဲ့အချိန်မှာမင်းရှိတော့ဆရာမကစိတ်ချတယ်မင်းကသူများရွှေထက်တော်တာဆရာမသိတယ်ခုတော့ကွယ်ဒီဘက်ကလည်းကြားလိုက်တာဆိုတော့ဆရာမဘယ်လိုလုပ်ရမလဲဆရာမကလည်းမျိုးညင်ထွေးတို့ထွန်းသူရင်ကြော်တို့ကိုပဲလောက်ခိုင်းလိုက်ပါတော့တောင်းမလို့ချင်ဘူးသူကပုံပွင့်နေနေပြောဤမိတော်စိတ်တက်ကြသွားသည် ဒါမှလည်းတို့လိုပဲအရေးချင်းတွေအများကြီးရှိနေတာပဲအတန်းနဲ့ရကလေးတွေရောတခြားကလေးတွေရောခုဆိုတော့အရန်ချီချူးနေကြတာဒါကိုဒါလည်းသိတယ်မဟုတ်လားသူများတွေလည်းမလို့ကိုလဲလိမ်မလို့ရတယ်ဆိုတာသိပြီမဟုတ်လားသိပြီသိရင်တော့ရောပေါ့ဆရာမကလည်းတပြင်းနေမလို့ချင်တော့ဘူးဟဲ့ကောင်လေးလူကြရင်မကောင်းအောင်ရှောက်ပြောမနေနဲ့သူများတောင်တပန်းလုံနိုင်သေးလားနေမလုံနိုင်ရင်ညံ့တာပဲလုတ်တက်တာသိရုံနဲ့မပြီးသေးဘူးဒါဆက်လုပ်ရမယ်အလုပ်ဒီတစ်ပတ်ပြီးအောင်လုပ်မလားမလုပ်ဘူးလားဒါပဲပြောမိတော်ကကျင်း မျက်နှာထားကိုတင်၍တာပီတူးကိုစိုက်ကြည့်လျက်မင်းဟာကောင်းကျိုက်ခြင်းလို့အမြင့်ကိုဆွဲတင်ပေးနေတာတော့မြင့်နေဆိုပြီးခုံးချခြင်းနဲ့ကောင်းပြောတော့ဖြင်းဆ iam မကိုတိတ်ချက်တာပဲဆ iam မစကားဆိုဘာမှမစုံနားထောင်ပါဆိုဆ iam မကတော့မင်းကိုတပတ်လုံးပြောင်းအတန်းကောင်းကောင်းလုပ်နိုင်မှချက်တော့မယ်မျောလင်းထားခဲ့သည်များအရာအလုံးဘယ်စီရောက်သွားမှမသိမိတော်ကြားခဲ့မှုသောပုံမြင်ကလေးတပုတ်လိုပဲကျောင်းနိုင်ဖုံတော်ကြီးနဲ့သူကြောင့်သာငပြင်းကလေးဇလန်တိုင်းစာချက်ပြင်းတိုင်းရိုက်ရိုက်တိုင်းလည်းမရဆရာတော်တေသူဤတပည့်ကျောင်းသားကိုစိတ်ပြက်စွာဖြင့် ဟဲ့အမောင်ကြောင့်သားမင်းအတွက်စားချက်ခိုင်းနေရတာကွယ်သိရဲ့လားငါအတွက်မဟုတ်ဘူးမင်းစားချက်စားရမှမင်းကြည့်လာရင်ကောင်းစားမှာကို့အတွက်ကိုအလုံးလုံးရတာများကွယ်ဒီလောက်ရိုက်နေရတာရိုက်ရတယ်လို့မောလာပြီဆိုတော့အိုးတပည့်တော်အတွက်ရိုက်တာလားဗျာမသိပါဘူးတပည့်တော်စားမရရင်ဖုံးဖုံးအတွက်များရိုက်နေသလားလို့တပည့်တော်အတွက်ဆိုနေပါတော့ဗျာစားမကြက်ပြရစီနေတော့တပည့်တော်ကဆရာတော်အတွက်မှတ်လို့ချက်ပေးနေတာပါတပည့်တော်အတွက်ဆိုရိုက်လဲရိုက်နေပါနဲ့တော့စားလဲမကြက်ပြရစီနေတော့တဲ့ဆရာမတယောက်အနေနဲ့ စိတ်စင်ရင်ရည်ဝမ်းသာမှုကိုမအောင်မြင်ဘူးဟုမယူဆလိုသည်အချိန်ယူ၍ပြုပြင်လင်းဖြစ်နိုင်လိမ့်မည်ဟုမျှော်လင့်မိခဲ့သည်ငါဒီကလေးကိုမျှော်လင့်ခဲ့တာပဲယုံကြည်ခဲ့တာမဟုတ်ဘူးသူကဘာကိုမှတိတ်မတ်တဲ့ကလေးမဟုတ်ဘူးတချို့ဆိုမော်နီတာခွဲဟန်ကြလို့လို့သူကမှအဲ့ဒီလိုခုတ်ခင်ရတာတက်လွလွလပ်လပ်နေကြတယ်လို့နေရတာမျိုးပုံမှာကြိုက်တာသူမှကောင်းတာတွေအများကြီးပဲတော်လဲတော်ပါတယ်တနေ့နေ့တော့သူဖြစ်ကိုဖြစ်မယ်လို့ထင်မိခဲ့တယ်ဒါပေမဲ့ကလေးကမဟုတ်တာတွေသိပြောတာပဲ စကားကိုပို့ဝတ်တန်တန်နဲ့ပြီးဆိုလဲပြောလိုက်တာပဲဟုတ်ဟုတ်မဟုတ်ခဏကလေးအဆင်ပြေရင်ပြီးရောနောက်ခါလာနောက်ခါစီအဲ့ဒီလိုလှုပ်လာတာလူတယောက်ကိုမယုံချင်ရပြီဆိုကြတဲ့ကကောင်းနိုင်မအောင်မလားငါတို့အတွက်မချင်မရဲဖြစ်လုံးလို့ပါအဲ့ဒါလဲစိတ်လျှော့စိတ်လျှော့လို့ပဲပြောရတော့မှာပဲကွယ်လျှော့လုံးဖြစ်ဘူးဟဲ့သူ့ကိုငါမကြစေချင်ဘူးငါလေးသူ့ပုံမှာနောက်ဆုံးကြိုးစားခြင်းအနေနဲ့တိုက်ခွက်ပြောင်းကြည့်ခြင်းသေးတယ်။ကြောင်ဖွင့်တဲ့နေ့မှာစိတ်ဆိုးမှန်ဆိုပုံစံမျိုးနဲ့ငါပြောမယ်လေ။ ဆာမဝဲသိနေတဲ့အချိန်မှာဆာမရဲ့စကားကိုနားမထောင်ဘဲအားလုံးရေးဖြစ်နိုင်တဲ့အစမ်းဆောင်ပွဲမှာရှောက်ပြီးချစ်တာတာဆာမကိုမခံလေစားလောက်တာနဲ့အတူတူပဲဒီတော့မင်းကိုဆာမအတန်းမှမထားတော့ဘူးအတန်းပြောင်းပြစ်မယ်လို့ပြောမယ်လေခြေထဲတော့အခန်းကိုခဏပို့ထားမယ်ဆာမစီပြန်လာခြင်းဘနေ့ရအတွင်းဘနေ့ပုံရအောင်ကြည့်ရမယ်ဆိုတဲ့ကလေးမျိုးနဲ့ပေါ့အဲ့ဒီအချိန်မှာခြေထဲတော့ခက်တင်းတင်းနဲ့ငါအတန်းအစည်းကန်းတွေရဓာတ်ရရှိရဲ့မင်းလိုက်နာနိုင်မှလားပါမလိုက်နာနိုင်ရင်ငါလက်မခံဘူးလို့ပြောရမယ်အမလေးလေးငါဒီကားမှာအကယ်ဒမီများရမလားမသိဘူးနော် ာမေးပြပြငါအတန်းတော့ဒုက္ခရောက်မှာအမှန်ပါပဲဟဲ့ခဏလေးပါဟာတုံးရလောက်ပါငါသားလေးကိုငါလည်းမခွန့်နိုင်ပါဘူးနော်ပြန်ခေါ်ပါပါမေတော်နင်းချစ်တတ်ပါတယ်ဟဲ့ဟဲ့ငါကမချစ်တတ်ဘူးလို့ပြောလို့လားငါအကုန်သားမှန်ပဲဘသူ့အပေါ်ဖြစ်ဖြစ်မျှတာဖို့ပဲဆန္ဒရှိတယ်ငါမျှတာတယ်လို့ငါပုံမှန်မမျှတာဘူးဆိုရင်တော့ငါဘာမျက်နှာမှမထောက်တတ်ဘူးနောက်ပြီးငါမှာတာပီတူနဲ့ပတ်သက်တဲ့စိတ်ဆွဲဆိုတာလုံးဝမရှိဘူးဘယ်လိုပြောမလဲ ။တင်းတင်းနဲ့ဆိုင်တဲ့၆လံမှုမျိုးကိုငါမစိုးရိမ်ပါဘူး။တကယ်ပြောတာ။ငါကိုနိုင်အောင်ရင်ဆိုင်ရတဲ့တနေ့မှာဘာမှမပြောရဲမိတော်စိန်ရင်အတိုင်းပဲညှိမှာပဲ။အမေညှိမှာတဲ့။ညှိလို့ရရင်လက်ခံမယ်ပေါ့။ဒီသဘောလား။ငါစိတ်တိုင်းချဖြစ်ဖို့တော့လိုလိမ့်မယ်။ကဲကဲဒေါ်မေတော်ရာရဲ့အစီအစဉ်များအလုံးကောင်းပါလေ။ခုနောက်ဆုံးအစီအစဉ်ဖြစ်ထမင်းကြိုက်ထဲပြီးပြန်ဖို့ပြင်ကြပါစို့။ဟဲပြန်ကြတော့မလား။လင်းလိုက်ခွင့်နေပြီဟဲ့ဂျူတီတောင်းဝင်အောင်ပါ။မေတော်က မိဘကြောင့်စီတို့ထားသွားပြီးနေလေကခလုံနေထားသောထမင်းပောင်းရဲမှာထမင်းများကိုစိုက်နေသူခူထက်အသားကြောင့်နဲ့ကြက်ဦးကြောကိုဒီဇိုင်းတသက်ပြင်လိုက်သည်အတီအရွက်ကြောကဒီဇိုင်းအချင်းနဲ့အဆက်ကိုတော့ပေါင်းထည့်ပြီးစိုက်များကိုဆင်းလိုက်သည်ခင်းကအရေတော့မပါဘူးမနက်ကရှိတာပဲငါနဲ့ရေခဲတုံနေလေကစကားပြောရင်ထမင်းထပြီးချက်လိုက်တာညသွေးတို့ပြန်ကန်နေအချိန်မှာပဲမိစုနဲ့ကိုနိုင်ရောက်လာခဲ့သည်ကာရတန်နဲ့ဟွန်တန်ကိုကြားရုံဖြင့်မိတော်ကကိုနိုင်မန်းတီလိုက် မမမေတော်ရေအထူးဧည့်သည်ပါလာတယ်ခေါ်လိုက်အောင်မေတော်ကမျက်နှာရှုံလျက်ပခုံးတွန်ပြည်ဒီတခါဒေါ်လေးဖြူနဲ့မီဆူပူပေါင်းစီစဉ်လိုက်တဲ့ရိုးရိုးသားသားပွဲကလေးပါနော်ဒေါ်လေးဖြူကလည်းမမမေတော်ကိုကြွပြောထားတယ်လို့ပြောပါတယ်စိတ်ချနော်ဟဲဟဲမီဆူကရောက်လာလာချင်းမျက်နှာကြိုသွေးသည် အမတို့မီဆူမနာစီးရဲမဟုတ်လားလိုက်ပုတ်မယ်လေညာသွေးနဲ့ရေခဲတုံးကိုတဆက်တည်းပြောလိုက်သည်မီဆူမနာတော့စီးရဲပါတယ်ဒါပေမဲ့ဒီနေ့ဗီဒီယိုကကောင်းမှာအဲ့ဒါကြည့်စင်သေးတယ်ဟုမြာသွေးကပြောသည် ခြေကတော့ကတော့ယူတာလာသူပြီးပြီးညနာတွေပြက်ပြီးမိတော့ကိုတခုခုပြောကျင်တယ်လို့ပါပဲပြီးတော့ပြန်ရမှာကိုဝင်လေးနေပုံဖြင့်ခြေကတော့ဤမျိုးဝန်အကြီးကမိတော့ထမ်းမမခွာနိုင်အောင်ဖြစ်နေသည်မိတော့ကမျက်စိတစ်ဖက်မေ့ပြပြီးလမထောင်ကစိတ်ချဆိုသည့်အမူအရာမျိုးကိုလှုပ်ပြတော့မှစိတ်ချလက်ချကားပေါ်မှာပါသွားသည်ကိုနိုင်မိတော့ကိုပြုံးရင်းကြည့်နေသည်မိတော့ကတော့သူ့ကို မပြုံးမရေတည်ကြည်စွာပင်ဆူဆိုင်ကြည့်ဤကိုနိုင်ကဧကန်နဲ့လမ်းဝင်လာရပြီး စတီမာဝင်ထိုင်လျက် ကြည်ပုံကလည်းလန့်စရာကောင်းလိုက်တာအပြစ်ရှိတဲ့ကလေးကိုကြည်နေတဲ့အတိုင်းပဲတို့ဒီလိုမကြည့်ပါနဲ့မိတော်ရဲ့မိတော်ကတစ်ချက်ရဲလိုက်ပြီးကိုနိုင်နဲ့မြင်းနဲ့ချင်းဆိုင်ဆက်တီမှာပဲဝင်ထားလိုက်သည်ကိုနိုင်မိတော်ကိုဘာပြောစရာရှိလို့လဲမိတော်ကရောတို့ကိုပြောစရာမရှိဘူးလားဖဝါနဲ့တစင်ပြောလိုက်ပြီလေအကုန်ပြန်ကြပြီးရောပေါ့အင်းအဲ့ဒီကိစ္စကိုလူကြီးတွေကလက်မခံနိုင်မှုဖြစ်နေတယ်မိမိဆိုမျက်ရည်ကြားတဲ့ဒီစိတ်မကောင်းတွေဖြစ်လို့တို့တွေအနေနဲ့ကိုပြစ်စင်တာတဲ့လူကြီးတွေဖြစ်စေချင်တာကိုလာရောလာရင်မကောင်းဘူးလား လိမ္မာလာကြီးလားကိုနိုင်ရဲ့อืมအမိုးကတော့တားကလေးတယောက်ဆိုဆိုသလားမွေးရချိုနဲ့တော်မယ်ထင်တယ်ဒါပေမဲ့မေတော့ကိုချွေးမတော်ခြင်းနဲ့ဆိုရင်တော့ကန်ကောင်းလိမ့်မယ်မထင်ဘူးစဉ်းစားစီခြင်းသေးတယ်မေတော့မှာဒါမရှိဘူးဒါရှိတယ်မေတော့ကအသင်းနှလုံးနေရာကိုညွန်ပြပြီးမရှိဘူးဟုပြောကအုံနောက်နေရာကိုညွန်ပြ၍ရှိတယ်ဟုပြော၏အဲ့ဒါမေတော့ပွဲရမှာကိုနိုင်ပြောခဲ့သောစကားပင်ဖြစ်သည်မေတော့ကကြုံကြ၍ပြန်ချေပါခြင်းဖြစ်သည် ဲ့ဒါအဆင်သင့်ဖြစ်သွားတာပေါ့မိတော့ရဲ့ကိုအသင်လုံးကလည်းအောင်းနောက်ရှိတဲ့မိန်းကလေးမျိုးပေါ်မှာလူလာတာအဲ့လီတသက်လောင်နဲ့တွေ့တာပို့အတွက်ပေါ့လေးလေးနက်နက်စဉ်းစားတဲ့အခါပေါပေါပါပါကိစ္စတွေအကုန်မင်းမိန်သွားတယ်ကိုပြောချင်တာကိုမိတော့နားလည်မှာပါနားလည်ပါတယ်ငငယ်ကလေးကကိုနိုင်အကောင့်ချက်တက်တာ မိတော့တိတာပဲကိုနိုင်ကနှစ်ချိုက်စွာရဲသည်တို့ကအကောင့်ချက်တက်တာပဲရှိတာပါကောင်းအောင်မဖန်တီးတတ်ဘူးမိတော့ကတော့ဆိုးတာကောင်းတာခွဲခြားတာအောင်သင်ပေးနေတဲ့ဆရာမလေးမို့လားမသိဘူး ကိုယ်တိုင်ကောက်အောင်လဲဖန်တီးနိုင်မှာပဲတယ်။မြောင်နေနဲ့မြောင်နေနဲ့ဘာမှကြွေးစရာမရှိဘူး။အာဟုတ်တယ်သိတယ်။ဖဖွားကပြောလိုက်တယ်။ညစာဘာမှချက်မထားနဲ့လူမခဲ့တယ်ဆို။ကိုရုံမိတော့တကူကိုစားဖို့လာခေါ်ကြတာ။ကိုတောင်အိမ်ကဘာမှစားမလာဘူး။ကျောင်းကပြင်ပြန်လာချင်းထွက်လာတာ။နောက်ဆုံးကိုနိုင်တကူကိုတောင်းဝဲပါလား။ကားမှပြန်မလာသေးပဲ။မိစုပြန်လာတော့တူတူသွားမယ်လေ။မိတော့အိမ်ကြီးလဲချင်းလဲထား။အိုးအိမ်မှာပဲစားကြအောင်မ။မိတော့ထမင်းချက်လာတယ်။ညာတို့ရွတ်ထည့်ပေးခြင်းလို့ချင်နေတဲ့ ီနားရမယ်မိတော့စပင်ယူသွားပေါ့ကဲတော့မြင်မြင်မိစိုးပြန်လာရင်စားကြမယ်မိတော့ပကံနေပြင်ဆင်ထားမယ်မိတော့က200ရန်တရွက်ထုတ်ပေးပြီးစပင်ကိုလည်းထုတ်ပေးနေသည်ကိုနိုင်ကမိတော့ကိုရောင်းတောင်းအောင်ကြည့်လျက်စပင်ကိုယူပြီးပြဆန်ကိုတော့မယူပဲဘာဝင်ခဲ့ရမှာလဲကိုနိုင်ချက်တာဝင်ခဲ့ပေါ့မိတော့နဲ့မိစိုးကဘာဖြစ်ဖြစ်ရလဲကဲတော့ကော်ဖီပူပူလေးဖြော်ထားလိုက်မယ်မိတော့ကကိုနိုင်ကိုကလေးတယောက်ချော်ခိုင်းတယ်လို့ချော်ခိုင်းလိုက်မိသလားဟုတ်တွေးပြီးအနေငယ်ရေချင်သွား၏ ကိုနိုင်ကအိမ်ပြန်ပတ်လာရမှာစပိန်ပေါ်မှာပြန်လဲကဆရာမကြီးနောက်လဲတက်တလုံးဒီတိုင်းပဲခိုင်းရမှာဆိုတော့ကျွန်တော်လည်းအကျင့်အောင်လေးစင်ငန်လုပ်လိုက်ပါဦးမယ်ဟိုကျင်းနေစွာအော်ဟစ်သွားဤဖြစ်မှဖြစ်ရလေသူ့ဘက်ကပိုင်နေလိုက်တာဟိုတွေ့လျက်မိစုပြင်ရောက်မလားမီသူပြန်ရောက်လာခဲ့ရင်အိမ်ကမ်းမှာပင်အစာအသောက်များကိုစားနိုင်ရန်စွန်းများပကံများကိုအပြေးလွှားထုတ်ယူပြီးစား၍အစဉ်ပြေရန်အိမ်ကမ်းအတွင်းမှာရှိနေသည့်မတ်တပ်စပွဲပေါ်သို့ပြင်ဆင်ထားလိုက်သည် ယခုဖပြသွားတဲ့ဝီဒီယိုလေးကိုနားဆင်သူများနှစ်သက်သဘောကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်လာမယ့်ဇသိမိုင်းလေးကိုလည်း Clip for Freedom Channel လေးမှာဆက်လက်နားဆင်ပေးဖို့အတွက်တောင်းဆိုပါတယ်။အားလုံးပဲပြည်ပြားတွေဝေကွာပြီးတာယာလာပါတဲ့နေ့ရက်ကလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ